ဟမ်အော်ဘာလဲခေါင်းတွေပေါ့ဘာသာရေးဆာတေချာပေါ့နော်အရန်ကြိုက်တဲ့အသားတွေကဆာရှောင်ပြီးတော့အမတို့ဒီရာအတွက်ကိုဖက်ဖက်ကနေစူးစမ်းထားတယ်။အကူကပြောရင်ယုံမှာမဟုတ်ဘူး။အကူကကိုးတခုပဲစားတာ။ကျန်တာဘာမှမလုပ်ဘူး။ဘီယာတော့မတောက်ဘူး။ဘီယာမတောက်ဘူး။ခြေလေးကြောင်းသားမစားဘူး။ညာလည်းပတိစိတ်တယ်။တတတရားထိုင်နေအကုန်လုံးတယ်။အဲဘာသာရေးကိုအကုန်လုံးတယ်။အခုနောက်ပဲသူပြောင်းလဲလာတဲ့ဟာပေါ့နော်။အဲ तू ကမစိုးတဲ့အချိန်တွေကလည်းအမအို့တော့သူစိတ်ကျန်းတောင်ထားတယ်။ ိုလာရောက်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။လာကြည့်ဆက်တာဖြစ်ပါတယ်ခင်ဗျာ။ဒီနေ့ညမှာဘာလဲကျေးဇူးလေးပါပါတယ်ဟုတ်ပါအမှန်တော့ဒီထက်အဝင်ဝင်ဝင်လို့ကျွန်တော်ထင်တာတော့ဟိုတည်းနည်းနည်းတော့မိုးရွာသီးဟိုအကြောင်းနည်းနည်းတော့အလူအခက်ခဲတွေပဲရှိရှိမှာပေါ့နော်အဲဝင်းသာတော့ဗျာလူဝင်တော့လေကျွန်တော်တိကျလောက်ထားတာလေမမအမ်မိုးရွာစိတ်ညစ်တယ် ဘူကအရန်ရွာလေးရေတောင်ကြီးတယ်ဆိုတော့လူတွေလည်းလာကြည့်ဖို့ခက်ခဲဖြစ်မှာပေါ့အဲ့ဒါကြောင့်နည်းနည်းလေးတော့ကိုထင်တာထက်တော့နည်းနည်းလေးရော့တာပေါ့အခုဘယ်မှာလဲဂျုံဝင်လာတော့အဒီကာပေါ့နော်ရှိမှာတော့ရှိတာပေါ့မောင်မောင်မောင်မင်းတို့ပေါ့လည်းရှိတာမတရားတရားမတရားတရားပေါ့အဲ့တော့ဒါပထမဆုံးထားပါရဲ့နှစ်ယောက်ရဲ့ကန်ဆယ်မှုတွေပေါ့အဲ့ဒီကန်ဆယ်အဲ့တော့ကန်ဆယ်ယူရတာပေါ့တို့တို့ခြေကံပြီးကန်ဆယ်ယူရတာ တွေပေါ့အမားတို့ကတော့အဆုံးကုန်ပေါ့နော်အကိုလုံနိုင်တာပေါ့အကုန်ကုန်ဘာသာရေးအစတေချာပေါ့နော်အရန်ကြိုက်တဲ့အသားတွေအစရှောင်ပြီးတော့အမားတို့ဒီရအတွက်ကိုဘယ်လိုပဲဖြစ်ဖြစ်အကူကြီးပေါ့နော်ထောက်ပံ့ရအောင်လို့အကုန်လုံးဖက်ဖက်ကနေစူးစမ်းထားတယ်အခက်ခဲတွေအများကြီးလဲအမားတို့ဟိုအောက်ချီရတယ်ဟိုအပေါ်ထိအမားတို့အများကြီးကြော်ပြက်ခဲ့ရတယ်အဲ့အတွက်ဘာပြောရုံမော်ရောက်လာတော့ဝမ်းသာပါတယ်အဲ့ဒါကြီးအကူရော တော့လိုင်းလိုက်တော့ခလာလိုင်းလိုက်တော့ဘောအကိုကအကိုကပြောရင်ယုံမှာမဟုတ်အကိုကကိုင်းတစ်ခုပဲစားတာကျန်တာဘာမှမလုပ်ဘူးဘီယာတော့မတောက်ဘူးဘီယာမတောက်ဘူးဆေးလေးကြောင်းသားမစားဘူးညာလည်းပတိစိတ်တယ်တတတရားထိုင်တယ်အကုန်လုပ်တယ်အဲဘာသာရေးကိုအကုန်လုပ်တယ်အခုနောက်ပိုင်းသူပြောင်းလဲလာတဲ့ဟာပေါ့နော်အဲ့ဒါတော့အမကိုယ်တိုင်လည်းသူနဲ့တူလုပ်နေခါကြောင့်တည်တာပေါ့လေဒါရက်လည်းဘေးနားနေပြီးတော့တကယ်ကိုတက်မဲ့ပြီးရဲ့ဘုရားကောင်းကောင်းရှင်းနေတယ်ပါကြတော့ဂျူဂျူလေးပါတော့ဗောနဂျူကလည်းအဓိကပါဗောနသူကတွန်းပြီးတော့လုတ်ပါမောပါ냐ဗောန ကိုယ့်ဟိုတူကောင်လဲဆိုရင်တော့လဲလဲနေမှာပေါ့လေဒီမှာအဲ့ဒါတွေရှိတာပေါ့ဒီကားနဲ့ပတ်သက်လို့အမတ်တရအများကြီးပါပဲဇလန်းစပြီးတော့သူဦးမျိုးရှာရရနေရအမအရင်ကြိုက်တာအဲနာမည်အစကြိုက်တာနာမည်အစအမောင်ဒီကားကိုရိုက်မယ်ရိုက်မယ်အဲ့လိုပေါ့နော်ကိုကဇက်ကိုဖတ်ပြီးရရိုက်ရိုက်စီစင်တာပေါ့လို့ဆိုတော့ ဒါကလုံးဝဒီတယင်းကားထဲမှာမရှိနိုင်တဲ့ဇက်မျိုးလေတယင်းကားဆိုပေမဲ့သူကဗုဒ္ဓဘာသာကဟိုဒီလိုယဟန်ဝိတ္တာဆိုဘယ်လိုလူမျိုးမှဝင်လို့ရတယ်ဆိုပြီးဗုဒ္ဓဘုရားညွှန်ပြခဲ့တဲ့ဟာအကုန်လုံးဟိုထဲ့သွင်းပြီးရိုက်ကူးထားတဲ့ကားဇလန်းဆိုတော့လေနောက်ပြီးတော့မိမေတ္တာမိဘမေတ္တာပွဲပါတယ်မိဘနဲ့သားသမီးပါတယ်နောက်ပြီးတော့ဒီလူငယ်ဘာဝအချစ်အချောင်းတွေပါတယ်နောက်ပြီးတော့ဒရမာတွေပါတယ်ဆိုတော့ရသဆုံးလေအဲ့လိုကားမျိုးကတရေကားထဲမှာမရှိနိုင်ဘူးပေါ့နော်ပြီးတော့အဲ ဇက်လန်ရတဲ့အမရိုက်ချင်နာမည်ကလည်းအဲ့တော့ဘုံကြီးသစေဆွဲနာမည်နဲ့ဒါကတော့စဉ်းစားရရပါတော့အဲအမတို့ပြောင်းလိုက်ရတဲ့ဟာပေါ့အဲ့လိုဆိုတော့အဲသူ့တော်မရအောင် ရိုက်ခိုင်းတာပေါ့နော်သူကရှေ့တဲ့ဒါခတ်လိုက်မယ်တဲ့ဦးမျိုးတော်တရားမထားတဲ့ဇက်တဲ့အရန်တော့ကောင်းတယ်ပေါ့နော်ဆိုတော့မဖြစ်လေလို့အခက်ခဲကြည့်အောင်မြင်မှုကြည့်ရပဲလို့လုပ်မယ်လို့ဆိုပြီးတော့သူ့အဲ့လိုနောက်ကလည်းမြောက်ပြေးတာပေါ့နော်မြောက်ပြေးတော့အိုက်ကောင်ရိုက်ဖြစ်တာအဲ့တော့ခက်ခဲရတော့အများကြီးပဲအမတ်တရားတွေလည်းအများကြီးပဲရိုက်နေတဲ့တောက်ဆောင်ပါလေအမတို့အမတ်တရားတွေရောခက်ခဲတွေရောအများကြီးကြုံပါတယ်ရုံပေါ်ရောက်တဲ့အထိပေါ့နော်ပြောရရင်တော့ အများကြီးပါပဲအခုကားရိုက်မယ်ဆိုရင်ပေါ့နော်အခုကားရိုက်တော့မယ်ဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲကျွန်တော်တို့ကျွန်တော် budget ကရုံးသုံးမဲ့ budget ကကျွန်တော်ဇက်တွေနဲ့အဲလေယောနီတွေရှိတဲ့ budget တွေကိုကျွန်တော်သုံးတယ်ပေါ့နော်ကျွန်တော်ပြင်ထားတဲ့ budget တွေရဲ့အဲကျွန်တော်ပြင်ထားတဲ့ဇက်တွေရဲ့ budget ကဘယ်လောက်ရှိရပေါ့ အဲအခုကျွန်တော်ဗျာအခုပြောဆိုလိုရင်းနဲ့ဆိုလိုရင်းရသူတို့ဆီကြိုးရိုက်တဲ့လူမှဘတ်ဂျက်ကိုကျွန်တော်ကနေတင်กว่าတဲ့ဘာဖြစ်ဖြစ်ဆိုတာမျိုးလေးကြိုက်လို့ရအခုကြတော့အခုအခုရုံစနစ်ကရုံစနစ်ရုံပြတ်သားခွေအခြေအနေမှာကြောက်အဲ့ဘတ်ဂျက်ကိုကျွန်တော်ပြန်ပြီးချက်ရတော့ဗောနော်အတူစီမှာတော့ကျွန်တော်တို့လည်းရိုက်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကဒီလိုမျိုးရုံစင်းနဲ့တွေ့ရမယ်လို့လည်းမထင်မထင်တာလည်းပါတော့ဗောလေခုနကပြောတာဆေးရုံပါဆိုသူကလည်း ရိုက်မယ်ဆိုပြီးတော့ကွာသူကလိုက်ကိုလိုက်တာပါဆင်းရောင်းတယ်ကျွန်ကျွန်တော်ကျွန်တော်လေးဟုတ်ကဲ့ဆေးရောင်းပါဟဲ့ကျွန်တော်ကတော့ခေါ်လာဆိုတော့လေတို့တို့တို့ခေါ်ရဲပေါ့အခြေအနေတော့တူတူရောတူပါပေါ့နော်အဲကျွန်တော်ခေါ်ရင်တော့ကျွန်တော်ပေါ့လေကျွန်တော်ကြာနော်ဆိုတော့အကိုကလည်းတော်တော်ဘလောက်တော့ယုံကြည်ပြီးတော့သူမြင်ဖြစ်လဲ။ဒီဘအကိုကယုံကြည်တယ်အကိုလည်းလက်ထက်တော့မယုံကြည်ပါဘူး။သူယုံကြောင်းလဲကျွန်တော်ပြပြရတာရှိတာပေါ့နော်။အတူတူကတင်ချာတယ်ဆိုအခြေအနေတခုမှလည်းကိုနိုင်ရယ်ကိုနိုင်ပပလေးဟောက်တက်မှာပပလေးလို့လက်လက်လေး တဘာနဲ့ဝါနဲ့ရတယ်ကြီးဟိုနောက်ပြီးတော့ဒီကကိုယ်တိုင်ခါမမြိုက်ဘူးတဲ့ဆက်ရုပ်တရဲဆိုတာမျိုးနောက်လည်းမြိုက်ဘူးနောက်လည်းမြိုက်မှာမဟုတ်ဘူးသူကိုယ်တိုင်ကအဲ့လိုမျိုးဒီလိုဟာကိုမြိုက်မှာမဟုတ်ဘူးသူလည်းလေအဲ့တော့ဒီကအမှတ်တရလည်းပို့ဖြစ်တာပေါ့ဒီပြင်းတိုက်ဒီပြင်းတိုက်တွေရပါ့ အဲ့တော့သူဇက်တွေအများကြီးအများကြီးမတော်တော်များတာအများကြီးရေးဖြစ်တယ်အဲ့ဒါကောင်းတဲ့ဟာပဲလေဘယ်လိုပဲဖြစ်ဖြစ်ဒါအလုံးလုံးနေတယ်ဆိုတာဘယ်အလုံးမဆိုလုံးနေအမှုပညာသမားအမှုပညာအလုံးနဲ့ပတ်သက်တဲ့ဟာဘာမဆိုလုံးနေကောင်းတယ်အမကတော့ तू ဟိုအရင်ကဒီလိုရှိရပါတော့ကျွန်တော်မရေးဘူးကွာအရင်ကကျွန်တော်မရေးဘူးပတ်ပြေးနေတာမရေးချင်ဘူးမရေးအဲ့လိုလျှောက်သွားနေတော့မရေးဘူးဆိုတော့ကျွန်တော်အဲ့လိုညင်ထိုင်လို့မရဘူးယောဂအဲဒီမှာအဲအဲယောဂရှိတော့ကျွန်တော်စောင့်ညင်ရေးလို့မရဘူးနော်အခုကျတော့ကျွန်တော်အဲ့လိုမျိုးမဟုတ်တော့ဘဲနဲ့အဲခုနကတော့ခုနကတော့ဘာသာရေးပညာလုပ်တာလည်းပါသူကျွန်တော်ကျွန်တော်လည်းဟို ခူတော်လို့လဲတာပေါ့နော်ဆိုတော့ဇက်ရေးပြည်တယ်ပေါ့ဇက်ရေးပြည်လို့ဆိုတော့ကျွန်တော်ရေးမယ်ဆိုတော့လည်းဟိုအက်ဒစ်တွေရှိတာပေါ့မရှိတော့ဇက်ရေးပြည်တာပေါ့နော်အဲ तू ကမစိုးတဲ့အချိန်တွေကလည်းအမောက်ကိုတော့ तू စိတ်ချမ်းတောင်ထားတယ်အဲ तू ကသူတာစိုးတာလေအဲ့လို तू စိုးတာလည်း तू ကသူ့အိမ်နဲ့သူထိခိုက်ဘူးအတူများလည်းထိခိုက်တာမဟုတ် तू ကသူပဲလှုပ်ရှင်တိုင်းရှောက်လုံတယ်အဲ့လိုသဘောပေါ့အဲ့လိုဆိုတော့ငွေတွေကလည်းစိတ်ချမ်းတောင်ထားပါလေအမားတို့ရောတမီးလေးရော तू ကဘယ်တော့မှမစိုးဘာမှမပြောသူ့ရှိရမမလုံးနဲ့အမွေနဲ့ မသွားနဲ့အဲ့လိုမရှိဘူးအဲလောက်လေးချဝဲသွားအဲ့လိုမျိုးသူကလိုက်အားပေးတဲ့သူမျိုးပေါ့နော်အဲကာကြိုက်နေတာကိုလှုပ်တဲ့ဟာလေးအဲကိုကမလှုပ်မလှုပ်ရင်တော့သူကဟာဒါလေးကလှုပ်တဲ့နေတော့သူကအဲ့လိုချက်ပေးတဲ့လူမျိုးဆိုတော့သူဘေးနားမှာရှိနေတာမဟုတ်သားမိနေအောင်လို့အတွက်စိတ်ဖြစ်တာပေါ့လုံလဲလုံချုံနေစိတ်ချမ်းသာတာ